်ရေဝချမ်းလေးမှာပြန်လဲချုပ်ဆွလိုက်ပါတယ်ဒီနေ့ဂျန်လာ6ရက်နေ့ဒီနေ့မှာပြပြသွားမယ့်အကြောင်းအရာတွေကသစ္စာဒိဋ္ဌံမိနေတဲ့ကောင်းတွေကိုကျွန်တော်ပြည်သူလူထုအရှိမပဲလက်ပြန်ကြိုးတုပ်ပြီးတော့သစ္စာဒိဋ္ဌံပြန်ဆိုခိုင်းခံလိုက်ရတယ်အကြံဖက်စစ် ခွေးတက်ကဘူကြီးညီညီမျိုးစွေနဲ့ဘူကြီးစိုးထွတ်ကြော ပြည်သူလူထုကြွေးရစားပြီးတော့ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရမယ်အစားကျွန်တော်ပြည်သူလူထုကိုညီမနှိုက်ဆက်တပ်ဖြတ်နေတဲ့ကောင်းလေးသစ္စာဒိဋ္ဌံမင်းတို့မိနေလားပြန်စုမင်းတို့ကပေါ်လာစီးပြီးတော့လက်ပြန်ကြိုးတုပ်ကျွန်တော်ပြည်သူရှေ့မှာဂျူးတုပ်ခါစားပြီးတော့သစ္စာအဒိဋ္ဌံဆိုနေတဲ့ရုပ်သံဗီဒီယိုဖိုင်ကိုတော့ကျွန်တော်ရဲ့ Telegram မှာကျွန်တော်ရဲ့မိဘတွေဝင်ကြည့်ပေးပါ ။ရင်းနှီးမှာကျွန်တော်ရုပ်ရှင်ကားတွေမှာကျွန်တော်ကြားနေရတဲ့အတန်တစ်ခုရှိတယ်။အဲ့ဒါကတော့မင်းတို့ကိုပြည်သူရဲတွေကဝိုင်းထားပြီးမလှုပ်နဲ့။ဒါရဲပါညော့ရုပ်ရှင်ကားတွေတိုင်းအောင်တိုင်းအောင်ဆိုတဲ့ကျွန်တော်တို့ဂျင်းထက်ခံပြီးတော့ကျွန်တော်တို့ကလေးဘွားကကြီးခဲ့တဲ့ရုပ်ရှင်ကားတွေမှာအများနဲ့ပါတာပါ။နောက်ဆုံးခန်းကြမှာအမင်းသားတေမှာမင်းမီးတေမှာဒါမှမဟုတ် 음ကျွန်တော်တို့ပြည်တော့ကြည်နေတယ်ပေါ့နော်ရုပ်ရှင်ပိတ်သက်တွေဇက်နာသွားတဲ့အချိန်ကြာမှာတနတ်စုပ်လေးတွေလွယ်ပြီးတော့မင်းတို့ကိုပြည်သူရဲတွေဝိုင်းချားတယ်ဆိုပြီးတော့ဝင်လာတတ်တဲ့ကောင်းနေအခုချိန်မှာတော့အဲဒီစခွေးနဲ့ရဲခွေးတွေကိုကျွန်တော်တို့ပြည်သူကပြန်လဲဝိုင်းထားယုံနေမှာပဲနဲ့ကျွန်တော်တို့ပြည်သူလူထုကပြန်လဲဖမ်းပြီးတော့တရားစီရင် နေရတဲ့အခြေအနေအကြောင်းတွေကျွန်တော်တင်ပြပါပါ။နောက်ထပ်တရင်တစ်ခုအဲ့ဒီတင်ကလည်းပဲဒါပုံမှုချုပ်ချုံထုံးအောင်ကျွန်တော်ယူကြည်လူငယ်တွေဒါတုတ်သိရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်။ဆိုတော့ဒီတင်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒါအဲ့ဒီမှာအပါဝင်နဲ့ကျွန်တော်ယူကြည်လူငယ်တွေအနေနဲ့လွတ်မြောက်တဲ့နေရာမှာကျွန်တော်ရောက်ရှိနေပြီ။ တကယ်လို့သူတို့ကဖမ်းမဲ့ဆိုရင်လည်းပဲအမြင်တက်ပြီးတော့ကျွန်တော်ဖြစ်မဲ့ပြည်သူကိုပဲဒါဖမ်းဆီးပါလိမ့်မယ်သူကျွန်တော်ယူဂျီလူငယ်တွေကတည်ဝင်ပြောဆိုခဲ့တာရှိပါတယ်သူတို့ပြောတဲ့စကားအတိုင်းအခုဖြစ်နေပါပြီအဲ့ဒါကတော့ဝမှုချုပ်ချုပ်တုံးအောင်တည်ဆုံးမှုမှာလောက်ကျန်သူဆိုပြီးတော့မတင်ကာမှုတွေနဲ့အသက်6နှစ်အရွယ်ကလေးငယ်ပါအပါအဝင်း ်ပြည်သူ16ဦးကိုအကြမ်းဖက်စစ်ခွေတပ်ကဖမ်းဆီးစစ်ဆေးနေတယ်ဆိုတော့အတင်းတွေထွက်ပေါ်လာပါတယ်။ဒါနဲ့ချိန်နဲ့တပိုင်းနဲ့ထဲမှာပဲကျွန်တော်တို့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လေ့လာစောင့်ကြည့်တဲ့သူတွေနဲ့ကျွန်တော်တို့အဲ့ဒီမီစင်ကိုအောင်မြင်စွာလုံဆောင်နိုင်ခဲ့တဲ့ရန်ကုန် UG လူငယ်အဖွဲ့ဗမာပြည်ကထုတ်ပြန်ကြီးညာချက်ဒါတွေကိုတင်ပြပေးမှာပါ။ ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘတအူးချင်းစီတိုင်းကိုဂလီစာဖိတ်ခေါ်လိုက်ပါတယ်ပထမဦးစွာမင်းတို့စခွေးရဲ့ခွေးတွေကိုကျွန်တော်တို့ပြည်သူကဝိုင်းကြားပြီးဖြစ်ပါတယ်ကျွန်တော်အမြဲပြောနေကြပဲပြည်သူသားနဲ့အမိပြည်သူသားနဲ့အဖပြည်သူသားနဲ့ဒီနိုင်ငံရဲ့အရေးပါဆုံးသောအပြောင်းလဲရဲ့တာဝန်ရှိတဲ့အဓိကသူတွေဖြစ်ပါတယ် ကျွန်တော်ပြည်သူကို ကြော်ပြီးတော့ဘာတစ်ခုမှလုပ်လို့မရဘူး။ဒါကြောင့်လည်းပြည်သူလူထုတရက်လုံးရဲ့ဆန္ဒကိုညှင်းဆန်ခဲ့တဲ့အုံနောက်မဲ့တဲ့ကောင်တွေလက်ရှိခွေးယူလို့ဖြစ်နေတယ်ဆိုတာကိုလည်းတစ်ကမ္ဘာလုံးကထိုင်ကြည့်ရင်းနဲ့ဟာတိုက်နေရတဲ့အခြေအနေပါ။ဒါတကယ်ဖြစ်ရမှန်းလေပါ။ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီလုပ်ခဲ့မယ်ဆိုရင်မင်းအောင်လှိုင်အခုချိန်မှာအေးအေးဆေးဆေးပင်စင်ယူပြီးတော့ တကမာလုံးကိုပတ်ပြီးတော့နှက်နေလို့ရတယ်ကျွန်တော်ပြောတဲ့စကားလူငယ်အတန်ပါကျွန်တော်ကတော့လူငယ်ပြပြရဲပေါ့ပြပြတပြက်တသားပဲတင်ပြတတ်ပါကျွန်တော်ပြည်သူရဲ့စကားကိုနားမထောင်ဘဲနဲ့ပြည်သူကိုလက်နက်ပြပြည်သူကိုဖိနှိပ်ပြပြည်သူကိုကြောက်လန့်အောင်လှုပ်သွာလို့ရလို့လားဒါကြောင့်ဒီကနေ့ဖြစ်စဉ်မန္တလေးတိုင်းချောင်းမြို့နယ် ညောင်ဦး6လမ်းမိုင်းတနေရာမှာဂျမဖတ်စစ်ခွေးတက်ရဲ့ဒါတပ်ဖွဲ့ဝင်ဖြစ်တဲ့ဘိုးကြီးညီညီမျိုးစုနဲ့ဘိုးကြီးစိုးထွတ်ကျော်ကိုအရှင်ဖမ်းမိကြောင်းညောင်ဦးမျိုးနဲ့ပကပတာဝန်ရှိတဲ့ကိုစည်းကထုတ်ပြန်ကြေညာခဲ့ပါတယ်ကျွန်တော်လူငယ်တွေကတော့ဖမ်းရင်ဖမ်းနေမိမိတယ်တရင်ကိုမြေပြင်ကဗီဒီယိုနဲ့တကွာတက်တည်ပြပြီးတော့ထုတ်ပြန်ကြေညာတယ် ်ဆိုတော့ကကျွန်တော်ပြောချင်တာကဟိုဘက်ရက်ကွက်ကဒီကနေ့ဒါလိမ့်လေထုတ်ပြန်ပြီးတော့ကျွန်တော်ပြစ်မဲ့ပြည်သူ၆နှစ်အရွယ်ကလေးငယ်ပါအပါအဝင်ရန်တန်ဖမ်းနေတာကိုကျွန်တော်ကညှို့ဆို့တပြနေချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်လူငယ်တွေကဖမ်းမိတော့ကျွန်တော်မိဘပြည်သူတွေကိုတရားဝင်တင်ပြသွားတယ်မြမပုံလေးကလည်းတကယ်ကိုဒါယူကျုံးမှုအဖြစ်ရှိပါတယ်နှလုံးလေးကိုတော့စီးထားတယ် လက်ပြန်ကျိုးလေးကိုတော့တုတ်ထားတယ်ပြီးတော့မင်းတို့ရဲ့သစ္စာဒိဋ္ဌံမင်းတို့ဆိုခဲ့တဲ့သစ္စာဒိဋ္ဌံကိုပြန်ဆိုပြရှင်းရှင်းလေးပါဒီသစ္စာဒိဋ္ဌံကိုမင်းတို့ကိုယ်တိုင်မင်းတို့ပြည်သူကို ပြန်ဆိုပြသစ္စာဒိဋ္ဌံမိနေလားမမိပါဘူးအေးမမိရင်ဆိုဆိုရှာပါလားနှစ်အောင်လုံးညင်ညာပဲ ဆိုတော့ကိုဆိုတဲ့သစ္စာဒိဋ္ဌံနဲ့ကိုလုံးနေတဲ့အလုံမှုရာတွင်နဲ့ဘာကြောင့်ကွဲပြားခြားနာနေတာလဲကျွန်တော်ပြည်သူကိုနေစဉ်ဖိနှိပ်တပ်ဖြတ်ငွေညစ်ခေါ်ဆိုလူနိုင်နေလို့ဒီနိုင်ငံအတွင်းမှာဘယ်နှရက်ထမင်းဆက်စားလို့ရအောင်လဲတက္ကသကတော့ကျွန်တော်လူငယ်စကားလိုပဲနောက်နေ့မျက်နှာသစ်เสียမရှိအခြေအနေဇိုးတွေနဲ့ ကြုံသွားမှာတနည်းမဟုတ်တနည်းရောက်လာမှာဖြစ်တယ်။ဒါတော့ကျွန်တော်တို့တညာမှုတွေအများကြီးရှိတယ်ကျွန်တော်ညီပါဒါပုံဝင်လေးလေးပြောတာ။အချို့သောမစ်ရှင်တွေမှာကျွန်တော်အားလုံးစီစဉ်ပြီးသွားပြီ။ဒါပေမဲ့အဲ့ဒီမစ်ရှင်ရဲ့အနီးပတ်ဝန်းကျင်မှာဒေသခံပြည်သူတွေဒါရှိနေရွေ့တော်တော့ပြီးတော့အဲ့ဒီမှာဘာမှမသက်ဆိုင်တဲ့သူတွေအဲ့ဒါ ယုံရင်စကားဖြစ်နေတဲ့အခြေအနေတွေမှာကျွန်တော်တို့မရှင်မောက်မြောက်များစွာကိုနောက်ဆုတ်ခဲ့တာအများကြီးရှိတယ်ကျွန်တော်ပြည်သူကြည့်မှာဆိုလို့မဟုတ်ရင်ဒီထက်ပိုတဲ့အကြမ်းဖက်စစ်ခွေတက်အရာရှိဘိုင်းတွေကုန်သွားတော့ချိန်နေတော့ပြီဒါကြောင့်ကျွန်တော်တို့ကကြုံပြီးတော့ကျွန်တော်မိဘတွေပြောတယ်ရန်ဖက်စစ်ခွေတက်နဲ့ကင်းတဲ့နေရာမှာနေပါဝေးဆုံးမှာနေပါငါသွားတဲ့လမ်းတောင်မို့ငါရှိတဲ့ရက်ကွက်အဲ့ဒီရက်ကွက်မှာအဲ့ဒီကောင်နေနေနေဆိုရင်အဲ့ဒီအိမ်နဲ့ကောင်ဝေးနေပါ ။လပိဆိုင်ထိုင်နေဆိုရင်လည်းအဲ့ဒီကောင်တွေလပိဝင်တောက်ရင်ကျွန်တော်မိပါထွက်သွားလိုက်ပါ။အတုပ်ဆိုင်မှာအတုပ်စားနေတယ်ဆိုလဲကျွန်တော်ရဲ့ညီကိုမောင်မတွေသူတို့ဝေးပြီဆိုတော့ထွက်သွားလိုက်ပါ။ဆိုတော့ဒီလိုမျိုးခက်ခဲတွေကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြခဲ့တာတွေရှိပါတယ်။ဒါကကျွန်တော်ကိုနိုင်ကလည်းပဲလက်ရှိကျွန်တော်တို့ဒါအကျူကြီးညီကိုမောင်မတွေနဲ့အမြဲတမ်းဒါဆွေးနွေးစကားပြောတိုင်းမင်းနေတာကျွန်တော်ညီကိုမောင်မတွေအားလုံးကအတူတူပါပဲ။ ဆိုတော့ဒီအချိန်ဒီမှာကိုရှမ်းလေးရအဲ့ဒီမစ်ရှင်ကျွန်တော်တို့စုပ်ပေးလိုက်ရအခုပြင်ဆင်ပြီးသားပြင်ဆင်မှုအတွက်ကျွန်တော်ကြိုးစားခဲ့ရတဲ့အရာတွေအများကြီးရှိတယ်ကျွန်တော်မြင်ပါနံပါတ်1ရေပေါ်တွေရဲ့လုံတူရေးနံပါတ်2ကျွန်တော်တို့ဒါဆက်ဆက်ပြီးတော့အသုံးပြုမဲ့အဆက်ဆက်ပြီးရေပေါ်ဗျာနံပါတ်3ပြင်ဆင်မှုအတွက်ပုံကြစေနံပါတ်4အစီအစဉ်ကိုပြန်လည်ပြီးတော့ဒါဆုတ်ခွာလိုက်တဲ့ရေပေါ်အခြေအနေမှာ လူကြုံရေးအများကြီးကျိုးပေါက်ခံရတဲ့အခြေအနေအခြေအနေတွေအများကြီးရှိပါတယ်ဆိုတော့ဒါပေမဲ့ဒီလိုခက်ခဲမျိုးတွေကြားရမှာပဲကျွန်တော်လူငယ်တွေဟာပေါ်လင်ချင်ချားစွာနဲ့ကျွန်တော်မိဘတွေနဲ့အတူတူမျိုးပြအတွေမှာရှိနေချောင်းကိုသက်သေပြခဲ့ပြီးဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်ဖက်စစ်ခွတ်တဲ့အာသူတို့ကနေစရာနေရာမရှိဘူးဆိုတော့ကျွန်တော်ထင်ရှားတာတွေ့ရမှာဖြစ်တယ် တို့တွေတကောဒါလမ်းလုံးကျွေးရေဆောင်ရနေတဲ့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာကိုကိုပိုင်ကအစီကားနဲ့လာတဲ့အဲ့ဒီအချမ်းပတ်ဖက်စစ်ခွေကဘူကြီးညီညီမျိုးစုနဲ့ဘူကြီးစိုးထွတ်ကျော်နှစ်ကောင်လုံးကိုရှင်ဖတ်လိုက်တာပါကိုပိုင်ကအစီကားနဲ့စစ်ကားနဲ့မဟုတ်ယူနီဖောင်းနဲ့လည်းမဟုတ်ဆိုတော့ကိုအချီမီဒါ ကိုပြန်တိဖို့တော့လိုတာပေါ့ဗျာငါကတော့အရာရှိပါငါကတော့ပူကြီးပါဟုတ်လားဒါနဲ့ကျွန်တော်တို့ဒါဒေသဆိုင်ရာအသီးသီးမှာစစ်ယူနီဖောင်းတကားကားနဲ့ဒါရဲခွေအင်ကြီးတကားကားနဲ့ပုံမြောက်ဒီမြောက်ကောင်တွေယောက်ျားယောက်ျားကောင်တွေမတွေ့လားတော်တော်ကြာနေပြီနော်ကျွန်တော်နေပါအာရှင်တော့ဆိုမျက်မှန်တက်ပြီးတော့ကျောင်းရန်ကုန်လေမန်းလေးမှာဆိုမြင်းနဲ့တွေ့ရမှာပါမျက်မှန်တက်ပြီးစိုင်းနဲ့ဂိုင်းနဲ့အာ ဘကုံးကပွင့်နေရကဟာသေးတယ်အတောင်ရင်ရှိပေါ့ဒီလိုပုံမျိုးများကြီးရှိပါတယ်ဆိုတော့အခုဆိုရင်အကြံပတ်စစ်ခွတ်တက်ရစစ်ခွေးယူနီဖောင်းရဲခွေးယူနီဖောင်းဝတ်တွေနဲ့မမီရတော့ကိုရှားပါနေတာပါဒီလိုအချိန်မျိုးမှာအရက်ဝတ်နဲ့ကိုရောင်ဖြောက်ပြီးတော့ကျွန်တော်ပြည်သူနဲ့ရောနှောပြီးတော့ခီးသွားလာလို့ယာခေါင်းပါရဲ့သူတို့လက်စိတ်ကူပါလိုက်မယ်ခွေးနဲ့လူပုံစံကကွဲတယ်ဟုတ်လားကျွန်တော်ယင်ပြီးပါ ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့အညီကိုမောင်းမှားတယ်ကျွန်တော်ရဲ့ဗီဒီယိုကွန်မန့်မှာရှိပြီစစ်ခွေးနဲ့ကျွန်တော်ရဲ့ပြည်သူနဲ့ကျွန်တော်တို့ဒီနဲ့ပုံစံကွဲတယ်ရဲခွေးနဲ့ကျွန်တော်တို့ဒီနဲ့ဘာမှမဆိုင်ကျွန်တော်တို့အရင်ကတုံးတဲ့စကားလေးစကူရှိပါတယ်နည်းနည်းလေးရိုင်းသွားရင်တော့ပြတ်လို့ပြပါနှစ်သက်ချီနဲ့အီဟော်ဘီ လက်ရှိချိန်မှာတော့နှုံကိုဖုံကာထာထပ်ပူပြီးတော့ကျွန်တော်တို့တော့ဘာမှမလုပ်ကသေးပဲနဲ့ရှူရှူဖတ်ကြနေပါလေအဲ့လောက်တော့ပဲကြောက်နေရလားငါကောင်းနေရမင်းတို့ပြောတော့ standard army ကြီးရဲ့အရာရှိဘူကြီးတွေဘူမှုကြီးတွေမကြောက်ပါနဲ့ရှူပေါက်မယ်ဆိုရင်လည်းပဲကြိုပြောပေါ်ရှူတော့ထွက်မကြနဲ့ရှူတော့ပေါက်မချနဲ့နဲ့နဲ့ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဒါပြည့်မဲ့ပြည်သူတွေ ဒါကျွန်တော်တို့ဒါတောင်းရင်စတဲ့ကာလအတွင်းရတယ်ဒီနေ့အချိန်ထိဒါကျွန်တော်တို့ ਨੇ ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ညီကိုမောင်နှမတွေဟာကျွန်တော်တို့ရဲ့ဖြီသူပေါ့နော်ပြိမဲ့ဖြီသူတွေကိုဖန်စီပြီးတော့ရဲဆက်ဆက်ညှင်းမှန်းနှိပ်စက်တက်ဖြတ်နောက်နေ့မှအလောင်းလာဖို့အလောင်းထုတ်တဲ့အချိန်မှာလည်းပဲရုပ်ပြက်ဆင်းပြက်ဒါတော်မှသူတို့ကခံဝင်ဂရိမျိုးစုံထိုးခိုင်းပြီးတော့ဒါဘိုက်တွေလည်းခွဲထားရင်တွေလည်းခွဲထားပြီးတော့မျက်နှာမှာလည်းဘလိုမှကိုကြည့်မကောင်းရှုမကောင်းအခြေအနေတိ ဘလောက်တောင်ညီမနှိမ့်ဆက်တပြက်ခံလိုက်ရတဲ့အခြေအနေဇိုးတွေနဲ့ရင်ဆိုင်ခဲ့ရတာတဲ့ကျွန်တော်တို့ပြည်သူလူထုဟာတို့တွေအဖမ်းခံရတဲ့တို့လှဲ့မှာကြတော့သိတော်ထွက်ကြတယ်ဆိုတော့ကြည့်လို့မကောက်သေးရလားဗျာဟုတ်ပြီအရှိချိန်မှာတို့ကိုစစ်တုံးမဲ့ဥပဒေနဲ့ဒါအရေးယူဆောင်ရွက်သွားပါမယ်အကျန်းကိုလူသားဆန်တယ်နော်ချွတ်ချက်အနေနဲ့တော့ပြောပါမယ် တကယ်လို့ထွက်ပြေးဖို့စ조사ရင်တော့ဘောင်းဘောင်းဘောင်းဒိုင်းဒိုင်းဒိုင်းကြီးတေချာဖို့ဖြစ်သွားမှာပါတကယ်လို့ထွက်ပြေးမယ်ထင်ပါတယ်ဟုတ်ပြီဒါကတော့လက်ရှိအခြေအနေမှာကျွန်တော်ဖက်စစ်ခွေးတက်ကအရာရှိတွေအရက်ဝယူနီဖောင်းတွေနဲ့ဒါလန်ဒလာလို့မရတဲ့အခြေအနေဒီခြေအနေတွေမှာကျွန်တော်ပြပပြည်သူတွေနဲ့ဒါနေရာတိုင်းမှာကျွန်တော်တို့ကာဝေးတစ်ဖွဲ့ဝင်နေရှိနေပါတယ်ဆိုတဲ့အကြောင်းပါဟုတ်ပြီ ကျွန်တော်တို့ကြိုတင်ပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒါချမ်ပီယံစ်ခွေးတက်ကသူတို့ရဲ့ဒါဗိုလ်ချုပ်ကြီးချုပ်ထွန်းအောင်ကိုကျွန်တော်တို့ဒါအသုံးသင်ရှင်းလင်းပြီးနောက်ပိုင်းမှာသူတို့ဟာ၆ငွေအရွယ်ကလေးငယ်ပါဝင်ကျွန်တော်ရက်သားပြည်သူ၆ဦးကိုဖမ်းဆီးထားတယ်ဆိုပြီးတော့ထုတ်ပြန်ကြေညာချက်မှာတွေ့ရတယ်ဆိုတော့အဲ့ဒီ၆ဦးလုံးမှာကျွန်တော်တို့ရဲ့ဒါမြို့ပြ UG လူငယ်အဖွဲ့တွေတယောက်မှမပါဘူးဆိုတာကိုလည်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ် ဘေးကင်းလုံခြုံလျက်ရှိပါတယ်ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့လဲဒါသူတို့အနေနဲ့ထူးထူးခြားခြားဖြစ်ရှင်းစရာမရှိပါဘူးဒါအပြစ်မဲ့ပြည်သူတွေကိုပဲစာနာတရားမိပါတယ်ရဲဘော်တွေအားလုံးဘေးကင်းလုံခြုံပါကြောင်းကိုတင်ပြပြီးပြောဆိုပြီးဖြစ်တယ်လို့လဲထပ်မံပြောဆိုထားပါတယ်ဒါဆိုရင်အဲ့ဒီမှာဖန်ထားတဲ့ကောင်တွေကဘသူတွေလဲဘသူတွေကိုဖန်ထားတာလဲကလင်းငယ်တွေတစီသမားတွေဘေးတွဲကယ်ရီသမားတွေစီရီယံဆရာဝန်တွေနဲ့ ျွန်တော်တို့ဒါအခြားသောသူတွေဇက်တိုက်ဇလန်းစင်ပြီးတော့ဖမ်းတာဖြစ်တယ်ဆိုတော့ဖမ်းတဲ့အထက်မှာတနက်လဲပါသေးတယ်အဲ့ဒီတနက်အကြောင်းကိုကျွန်တော်ကဒီကိုပြောချင်တာဗျာကျွန်တော်တို့ရုပ်ရတော်လိုင်းရေးတက်မှာလက်နက်ခရံကျွမ်းကျင်သူအကျွန်တော်တို့လည်းဒီလက်နက်တွေနဲ့ပတ်သက်ပြီးတော့အနည်းဆက်ဆုံးခံမနိုင်ပါဘူးလေဆိုတော့သူတို့ထုတ်ပြန်ထားတဲ့ဒါဓာတ်ပုံမတန်အရာအဲ့ဒီတနက်ကိုကြီးကြီးစစ်စစ်လိုက်တဲ့အချိန်မှာတနက်အစ်မုတ်ဖမ်းတဲ့ propane gas gas နဲ့ဖြစ်တဲ့သနတ်အတုဖြစ်နေတာကိုသေချာစွာကြည့်မယ်ဆိုရင်တွေ့ရမှာဖြစ်ပါဒါဆိုရင်တော့ရှင်းသွားပါတယ်ကြောက်ကတ်နာတွေ့ပြီးပြီးလေသနတ်တွေ့ကျွန်တော်မြင်ပါတယ်ကြားဖို့မှာပါကျွန်တော်တို့ဒါ pistol တွေနဲ့ပုံစံတူတူရှိပါတယ်အဲသူက rifle ပုံစံတွေလည်းရှိပါတယ်ဒါကအဲကျွန်တော်တို့ဒါဟို online စီးကွက်မှာလည်းပဲ ဝင်ရောက်ကြည့်ရှုပြီးတော့လဲဝယ်ယူမှားလို့ရတဲ့အခြေအနေလည်းရှိပါတယ်ကျွန်တော်နိုင်ငံမှာတော့အဲ့ဒါကိုတော့ခွင့်ပြုထားတာတော့ရှိမှာမဟုတ်ဘူးဒါပေမဲ့ခြားသောနိုင်ငံတွေမှာ gas net ဂတ်တနက်ကိုတရားဝင်ရောက်ချနေတာတွေရှိပါတယ်ဟုတ်ပြီဒီတနက်ကိုစစ်စစ်ကျွတ်လိုက်တဲ့အချိန်မှာ gas တနက်ဖြစ်နေပါတယ်ဆိုတော့ဘလို့ပဲလိမ့်လိမ့်လိန်နာကြီးကတော်တော်လေးကိုရုပ်ပြက်ဆင်းပြက်ဖြစ်နေတာပါဟုတ်ပြီလက်ရှိကျွန်တော်တို့ဒါ ဲ့ဒီပြစ်စင်ကိုစောင့်ကြည့်လေ့လာနေတဲ့ကျွန်တော်တို့ဒါပြည်သူတဦးကဗမုချုပ်ချုံတော့ပြစ်ခတ်ခံရတဲ့နေရာအနီးမှာစောက်လို့လုပ်ငန်းခွင်အဲ့ဒီ site ထဲကအလုပ်သမားတွေကိုတရားခံစရင်တွင်းထားပြီးတော့ဖမ်းဆီးနေတဲ့အကြောင်းကျွန်တော်ကြားသိထားရပါတယ်ဒါကြောင့်အပြစ်မဲ့ပြည်သူတွေကိုပဲသူတို့ကကောင်းတဲ့တက်ပြီးတော့ဖမ်းမှာဖြစ်တယ်သူတို့မှာဘာမှအလုပ်လို့မရဘူးဒါပေမဲ့အဲ့ဒီအမှုကသူတို့ရဲ့ ခေါင်းကြီးကိုကျွန်တော်တို့ကခေါင်းတိကုံထိအောင်ပြင်နိုင်ခဲ့တာဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ဒါလက်ဖက်ကြောင့်စိုးဝေးကိုတိုင်းဒါရန်ကုန်ကိုရောက်ရှိလာပြီးတော့တေချာစွာကန်တွယ်နေရပြင်မဲ့လည်းပဲအဲ့ဒီနအိုကြီးတွေအဲ့ဒီခွေးအိုကြီးတွေထက်ကျွန်တော်တို့လူငယ်တွေဟာဘလောက်ထိပါနဲ့လိမ်မာမှုရှိလဲဆိုတာကိုတတ်သိပြီး ထပ်မှန်မြင်တွေ့ရပြီးတော့ strike မိပါတယ်ဒီထပ်ပို့ပြီးတော့ကောင်းမွန်တဲ့ mission တွေကိုလည်းမြင်တွေ့ရဖို့ရှိပါတယ်ဆိုတော့ဒီကိစ္စမှာကျွန်တော်တင်ပြခြင်းအကြောင်းအရာနောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကဘာလဲဆိုတော့လက်ရှိကျွန်တော်ပြည်သူလူထုတစ်ချက်လုံးနဲ့ကျွန်တော်တိုင်းရင်းသားဒါပြည်သူတစ်ချက်လုံးဟာတော်တော်လေးကိုပြင်းမှန်းစင်ရနေကြပါပြီငကိုလေးကကျွန်တော်နိုင်ငံနှစ်ပေါင်း90ကျော်ကြာဒါဖိနှိပ်ခံအနေနဲ့ကျွန်တော်ရက်တည်ခဲ့ရတာကျွန်တော်တို့ရဲ့ဒါကျမ်းမာကြီးကျွန်တော်တို့ရဲ့ ဒါပညာရေးကျွန်တော်တို့ရဲ့စာဝေးနေရဘာခုမှအမကန်ချက်မရှိဘဲနဲ့ကျွန်တော်နိုင်ငံအတွင်းမှာဖြစ်သလိုအသက်ရှင်ရပ်တည်ခဲ့ရတယ်ကျွန်တော်ပြည်သူတွေဟာနေပေါ်မြတ်စွာဖိနှိပ်ခံခဲ့ရတယ်လို့ခုအနာသိမိတဲ့နောက်ပိုင်းမှာကျွန်တော်ပြည်သူတွေပို့ပြီးတော့စစူဘဝရင်ဆိုင်နေရတယ်လူငယ်တွေလူလက်ပိုင်းတွေလူကြီးတွေကလင်းငယ်တွေပါမချမ်းပါဆိုတော့တိုင်းသားနေပြည်တော်ဆိုရင်လည်းပဲကျွန်တော်တို့ကလင်းငယ်တွေရဲ့ဒါအကြောင်းတွေပါဘုံချဲခံရတဲ့အခြေအနေတွေကိုလည်းကျွန်တော်ပြည်ပါကြားမှာဖြစ်တယ်ပုံမှန်တိုင်းကကျွန်တော်တို့ဒါ နိုင်ငံတွင်းကမိဘပြည်သူတွေဟာတခုခုတော့ရောက်တယ်ဆိုရင်ဥပမာဖုန်ကြီးကြောင်းလို့ဖျားကြောင်းလို့အဲ့လိုနေရာလေးတွေမှာသွားပြီးတော့နေရကြပါတယ်ဆိုတော့အခုကအဲ့ဒီဖုန်ကြီးကြောင်းကျွန်တော်ဖျားကြောင်းတွေကိုပါစေပြစ်မှတ်ထားပြီးတော့ကျွန်တော်ဖက်စစ်ခွေတက်ကလေးနဲ့ဘုံချက်နေတဲ့အခါမှာကျောင်းပြည်သူဟာတော်တော်လေးကိုအသက်ရှင်ရက်တည်ရခတ်နေပါတယ် ဆိုတော့ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတဲ့ဒီဒေကိုတိုင်းသာတပ်ဖွဲ့ဝင်အားလုံးနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့အတူတူကျွန်တော်မိဘပြည်သူတွေဆင်နွှဲရတော်မယ်နေ့အမြန်ဆုံးတတ်မှတ်အကောင်အထည်ဖော်ပြီးတော့ကျွန်တော်ထိုးစစ်ကိုတရက်ဆက်ဆင်နွှဲဖို့လေးလေးနက်နက်မေတ္တာရကံတိုက်တွန်းရင်းနဲ့ဒီနေ့ဖြစ်ကိုအဆုံးသတ်ပြစေနောက်လာတဲ့ဖြစ်ကိုဒီတစ်ခုကိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ် လနဘေးစီဘေးကဘေးကြောင်းနေကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘတအုပ်ကြီးစီတယ်ပြီးရင်ကင်းရှင်းပါတော့လေးနက်စတောင်းရှင်းနေကျွန်တော်ရေပေါ်ရှင်းလေးပါ